မင်္ဂလာပါခင်ဗျာ ARI တိုင်းသတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမရည်တိပညာပေးဆောင်းမခန္ဓာကနေကြိုဆိုပါရစေ။ဆောင်းမရှင်ဒေါက်တာမိုးသိန်းနေရေးသားခဲ့တဲ့တည်တံ့တခုရေးတာတုံးမှာ ကျမရည်တိပညာပေးဆောင်းမကိုတန်ွင့်တင်ဆက်ပေးပါမယ်ခင်ဗျာ။တည်တံ့တခုရေးတာတုံးမှာကျမရည်နဲ့တခုရေးတန်ရှင်းရေးအရာနေ့စဉ်ဘဝမှာအခြားသူတွေနဲ့မျှဝေမတုံးတဲ့ပစ္စည်းတွေရှိပါတယ်။မိသားစုဝင် အချင်းချင်းတောင်မှာ ချစ်ခင်ရင်နှီးပေမဲ့ကျမ်းမာရေးနဲ့တခွေတန်ရှင်ရေးအရာလုံးဝလုံးဝမျှဝေမတုံးတဲ့ပစ္စည်းတွေဖြစ်ပါတယ်။မိသားစုဝင်အချင်းချင်းပင်ပုံမွားမှုနဲ့ယောဂပိုးတွေကူးစက်နိုင်ခြေရှိတာကြောင့်တူချင်းစီအတွက်တည်တံ့ထားတင်ပါတယ်။ Twilight and to brush မနက်နိုးထခြင်း။တွားတိုက်တဲ့အချင်းလူတိုင်းမှာရှိကြပါတယ်။တွားတိုက်မဲ့တွားလိုက်တာကတခွေသုံးဖြစ်ရပါမယ်။အစာစားပြီးတိုင်းတွားတိုက်ပြီးတာက ကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်ပါတယ်။သွားလိုက်တံမားတစ်ဆင့်ကဒွင်းပါဇက်ထဲကပိုးမွားတွေ၊သွေးစာတွေလူတို့အမှတူပြန့်နှံ့ပြီးယောဂါကူဆက်နိုင်ပါတယ်။မျှဝေအသုံးပြုခြင်းမပြုလုပ်သင့်ပါ။သွားလိုက်တံကိုလည်းအလွန်ဆုံး6လမတိုင်ခင်တစ်ချိန်အသက်လဲပေးသင့်ပါတယ်။မုတ်ဆိတ်ရိတ်တာအမွှေးရိတ်တာ razor shaver မုတ်ဆိတ်ရိတ်တာဆိုတာကလည်းမျှဝေမတုံးရမယ့်ပစ္စည်းပါ။ အသုံးပြုစဉ်သွေးဆွနိုင်တဲ့အတွက်သွေးမကူးစက်တဲ့ရောဂါတွေရဲ့အန္တရာယ်ရှိပါတယ်။နှခမ်းမွေး၊မုတ်စိတ်မွေး၊ရိတ်ကြသူညီကိုတွေအထုဂယုပြုတင်ပါတယ်။အရေးပြား cells အသေးတွေ၊ပိုးမွှားတွေ၊ခြေညော်အညစ်အကြေးတွေကနေတဆင့်မတော်တဆထိခိုက်မိပါက သွေးစများမှတဆင့်အသေးအောင်တဝါ hepatitis ကဲ့သို့သောရောဂါများပင်ကူးစက်နိုင်ပါတယ်။တခါတုံးပစ္စည်းများကိုဖြစ်စေတခွေတုံးပစ္စည်းအဖြစ်အခြားမြည်သူကိုမဆိုငှားရမတုံးဆွဲပဲ တလက်ကင်ဖြစ်တာသုံးဆွဲရပါမယ်။လက်သေးညက်ခြေသေးညက်နေကလစ်ပါထရီမာမိသားစုတစုမှာလက်သေးညက်တစ်ခုပဲရှိပြီးအတူတူမျှဝေသုံးဆွဲတာကမသင့်တော်ပါဘူး။လက်သေးခြေသေးမှုဆွဲခြင်းယောဂါတွေနဲ့အခြားပိုးမွှားတွေကြောင့်ကိုယ်စက်တဲ့ယောဂါတွေပြည့်နှံ့နိုင်ပါတယ်။ဒါကြောင့်လူတယောက်လျင်လက်သေးညက်တစ်ခုရှိရပါမယ်။ကိုယ်ပိုင်လက်သေးညက်များသာအသုံးပြုပြီးလူအချင်းချင်းကြွတ်နှုတ်နဲ့ဘက်တီးရီးယားပိုးများကူးစက်ခြင်းကိုလျှော့ချနိုင်ပါတယ်။ ညနေတုပ်ဘဝကိုတုပ်ဘဝ face towel back towel အရေပြားနဲ့ကိုခန္ဓာတန်ရှင်းပစ္စည်းများဖြစ်သည့်ရေချိုးပြီးသုံးရတဲ့ရေတုပ်ဘဝတွေကိုလည်းမျှဝေမသုံးဆွဲသင့်ပါဘူးအသုံးပြုပြီးတိုင်းနေပူပူမှာလှမ်းထားသင့်ပါတယ်ဆူဆွတ်တဲ့ညနေတုပ်ဘဝတွေဟာ bacteria နဲ့မှုတားရေပြားဆွဲမှုယောဂါပွေယောဂါရာနာယောဂါတွေပေါက်ဖွားနေနေရတွေဖြစ်ပါတယ်ညနေတုပ်ဘဝတွေကိုမကြာခဏရှော့ဖို့ပေးရပါမယ် ပြုတ်လျော်ပါကအကောင်းဆုံးဖြစ်ပါတယ်။အရေပြားမှုယောဂများဝှက်ချံပိုးများယာနာများကုသမှုကိုတားဆီးရာရောက်ပါတယ်။ရေချိုးဆက်ပြာတုံးဘာဆုံးရေချိုးဆက်ပြာတုံးရဲ့မျက်နှာပြင်မှာအတုံပြူသူရဲ့အရေပြားဆုံးသေးများဘက်တီးရီးယားနဲ့မှုပိုးတွေကညှိကျန်နေနိုင်ပါတယ်။ဆက်ပြာတုံးကိုအတူတူမျှဝေမသုံးသင့်ပါဘူး။ဆက်ပြာရည် liquid soap shower cream ကိုမျှဝေသုံးဆွဲတာကတော့ပိုအနေရကင်းပါတယ်။ ရေချိုးဘက်ခြေတွန်းပေါ Love Bar Sponge အရေပြားဆဲ့သည်တွေကိုဖယ်ရှားတဲ့အခါဘက်တီးရီးယားတွေနဲ့မှုပိုးတွေစုပြုံနေတတ်ပြီးဆူဆွတ်တဲ့ပတ်ဝန်းကျင်မှာပွားများပါတယ်။ဒါကြောင့်အခြားသူရဲ့ရေချိုးခန်းသုံးပစ္စည်းတွေကိုယူမသုံးသင့်ပါဘူး။မျက်နှာအလှပသုံး Makeup လိမ့်ချေကရိယာများ Makeup Brush Facial Cleaning Brush Sponge Makeup ချေမုန်းတဲ့အလှပြင်ပစ္စည်းတွေ မျှဝေသုံးဆွဲတဲ့အခါမှာဘက်တီးရီးယားတွေ cell တွေတွေကပ်ပါလာခြင်းကြောင့်ဝက်ချန်နဲ့ရေပြားပိုးဝင်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ဖြစ်နိုင်ရင်ကိုယ်ပိုင်ပစ္စည်းများကိုသာတည်တံ့အသုံးပြုသင့်ပါတယ်။အသုံးပြုနေတဲ့အလှပလိမ့်ချေကရိယာများကိုလည်းအခါအားလျော်စွာစေချောတန်းစင်ညဖို့လိုအပ်ပါတယ်။အလှကုန်များမိတ်ကပ်ပစ္စည်းများမိတ်ကပ်ကော့စမက်တစ်မိတ်ကပ်တွေဘာနီတွေနှကန်းနီတွေမျက်တောင်ကော်စီတွေကိုမျှဝေသုံးကြပါသလားတကယ်တော့မျှဝေမသုံးသင့်ပါဘူး မျက်လုံးအလှပြင်ပစ္စည်းတွေမျက်တောင်ကော်စည်းတွေကနေမက်စကာရာအိုင်လိုက်နာကနေမျက်စိပိုးဝင်ခြင်းမျက်စိနာခြင်းကုကျင်ဒိုင်တစ်စကဲတို့သောယောဂတွေကူးစက်နိုင်ပါတယ်။နှာခမ်းဆိုးစီနှာခမ်းအဆီ Lipstick Lip Balm တွေမှာရေယုံ Happy Simple Virex နှာခမ်းနဲ့ပါဇက်တွေအလွယ်တကူကူးစက်နိုင်ပါတယ်။ဂျိုင်းလိမ့်တော့ချွေးနှံထိန်စေ Deodorant Roll On ဂျိုင်းလိမ့်တော့ချွေးနှံထိန်စေတွေက ချွေထွက်များတဲ့ဂျိုင်းရီပြားကိုတိုက်ရိုက်ထိတွေ့ရတာကြောင့်ဘက်တီးရီးယားတွေကိုလွယ်လွယ်ကူကူကူးဆက်ပြန့်ပွားစေနိုင်ပါတယ်။ရိုးအွန်တွေကိုကြားမှရေရှုထောင်အရမျှဝေတုံ့ဆွဲခြင်းမပြုလုပ်သင့်ပါဘူး။စပရေးဖြန်းစည်းအမျိုးအစားများကိုတော့မျှဝေအသုံးပြုဖို့ကိုပို့ပြီးတော့စိတ်ချရနိုင်ပါတယ်။နှချက်တန်ကော်တွန်ဝက်နားအတွင်းပုံးမွားတွေကူးဆက်နိုင်တဲ့အပြင်နစီကိုပါထိခိုက်စေနိုင်ပါတယ်။နဖာကြီးကလော်ရာကိုပုံမှန်အားဖြင့်တော့မလုပ်သင့်ပါဘူး။ရေကူးပြီးချိန်မှဖြစ်စေခေါင်းလျှော့ပြီးချိန်မှဖြစ်စေ ခေါင်းနှစ်ချက်တက်ဖြင့်နားအတွင်းရီမကြအောင်ညင်သာသာတန့်စင်ပေးနိုင်ပါတယ်။နှစ်ချက်တန်တွေကိုလည်းမျှဝေမတုံ့ဆွဲတင်ပါဘူး။ခေါင်း PB ကုံ hairbrush ဥယျာပြားယောဂတွေတန်းပေါက်အရေပြားမှုယောဂတွေကူးစက်နိုင်ပါတယ်။တခြားလူရဲ့ဘီးကိုယူမဖီးတင်ပါဘူး။ကို့ဘီးနဲ့ကိုသာအသုံးပြုတင်ပါတယ်။မျှဝေမတုံ့တင်ပါဘူး။ချင်းအိတ်ဖနက်ရေချိုးခန်းဖနက် sock shoe flip flops flip ခြေပွားပြင်နဲ့ထိတွေ့ရတဲ့ဖက်နှက်နဲ့ခြေထောက်အုံဆောင်တွေဟာခြေစည်းတွေဖုံမုံတွေတန်ကောင်းတွေမှုတွေရဲ့ယောဂဖြစ်စီတဲ့ကုသနိုင်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်အထူးသဖြင့်တဲ့ဝဲစားခြင်းခြေထောက်မှုဆွဲခြင်းအက်သလစ်ဖုတ်စတဲ့ယောဂတွေကုသနိုင်ပါတယ်ဒါကြောင့်ကိုယ်ပိုင်ပစ္စည်းများမျှဝေခြင်းကိုမလုပ်သင့်ပါဘူးနှကတ်များနဲ့လဝတ်တစားများ ERNs and PRNs accessories နှကတ်နဲ့ခန္ဓာကိုယ်ဖောက်ထွင်း ဝိစင်လက်ဝတ်ရည်ရနာများမှယောဂရီကူးစက်နိုင်ပါတယ်။သူကိုရင်းအရည်တွေနဲ့ထိတွေ့ပြီးယောဂမကူရအောင်အခြားသူရဲ့ပစ္စည်းတွေကိုဝိစင်ရေမပြုသင့်ပါဘူး။ရေဘူး၊ဖန်ခွက်၊ကော်ဖီခွက်၊ water bottle glass ခွက်တစ်ခုထဲမှာအတူတူတောင်းမိတဲ့အခါမှာတတွေးအမုံအပွားမှာတဆင့်အေးမိတုတ်ကွေးအစာအိမ်ပိုစားတဲ့ပိုးတွေကူးစက်နိုင်ပါတယ်။ခွက်တွေရေဘူးတွေမျှဝေတာမလုပ်သင့်ပါဘူး။ကိုပိုင်ရေခွက်၊ဖန်ခွက်၊ကော်ဖီခွက်များအမှတ်သားလုပ်ထားကအသုံးပြုခြင်းကိုတော့အားပေးပါတယ်။ နှစ်ချက် headphone earbud တခြင်းနှာထောင်နဲ့နှစ်ချက်တွေအချိန်ကြာမြင့်စွာတခြင်းကြောင့်အတန်းကျကျနှာထောင်ခြင်းကြောင့်နားကျမ်းမာရေးထိခိုက်ရပါတယ်။နဖာခြေထဲကဘက်တီးရီးယားတွေဟာနှစ်ချက်မှာကပ်ညှိနိုင်ပြီးနားပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။နှစ်ချက်တွေကိုမျှဝေသုံးဆွဲတဲ့အခါနားမှုဆွဲခြင်းနဲ့နားထဲမှာရှိတဲ့ဘက်တီးရီးယားတွေကူးစက်ပြန့်ပွားတတ်ပါတယ်။တခွေသုံးစစ်ပစ္စည်းများ personal medical items အပူချိန်တိုင်းကရိယာပါဇက်နဲ့စဘူသုံးတာမိုမီတာနဲ့ကျမ်းမာရေးသုံးပစ္စည်းတွေကိုမျှဝေမသုံးသင့်ပါဘူးဖြစ်နိုင်ရင်တခါသုံးပစ္စည်းများကိုပဲရွေးချယ်သုံးရပါမယ်စာကဏ္ဍ treason ဆိုတာအမွှေးနှုတ်ရင်အရေးပြပေါက်ပြဲခြင်းဒါမှမဟုတ်သွေးဆိုးခြင်းဖြစ်ပွားခဲ့ပါကပူးမွှားများကူးစက်နိုင်ပါတယ်မျှဝေသုံးခြင်းမပြုသင့်ပါဘူး မလျှော်ဖွေးရသေးတဲ့အဝတ်အစားများ unwash clothes and underwear အခြားလူအသုံးပြုထားတဲ့အဝတ်အစားတွေအထူးသဖြင့်အတွင်းကံဝတ်အစားတွေအာခါစားကုဆုံတွေဆိုတာချွေထိတွေ့မှုများတာကြောင့်အရေပြားပုံဝင်ခြင်းနဲ့အမှုပိုးတွေကူးဆက်လွယ်ပါတယ်အဝတ်အစားငှားတဲ့ဝန်ဆောင်မှုများမှာအထင်များကိုလည်းတေချာရွေးချယ်ကြည့်ရှုပြီးမှဝတ်ဆင်စေခြင်းပါတယ်အီယာရီတိုင်းစပိတ်သက်များလည်း ျှဝေမသုံးသင့်တဲ့ပစ္စည်းတွေကိုမမျှဝေပဲကျန်းမာရေးရကိုယ်ပိုင်ပစ္စည်းများကိုစနစ်တကျအသုံးပြုကြပါနောက်တစ်ပတ်မှာတော့ကိုလက်စတရောအဆီအကြောင်းကိုရှင်းပြပေးတော့ပါမယ်အားလုံးပဲကျန်းမာတဲ့ဘဝတွေရရှိကြပါစေကျန်းမာရေးအသိပညာပေးကဏ္ဍကျန်းမာရေးဆောင်ပါတည်တဲ့တကွေတာတုံးပါ ဘရိခကာလာအတွင်းရှင်သန်နေထိုင်ခြင်း ARI တိုင်းဆရာနာသိမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ဘရိခကာလာများအတွင်းပြည်သူများကြားမှစွာရှင်သန်နေထိုင်ရေးအတွက်ဘရိခကာလာအတွင်းရှင်သန်နေထိုင်ခြင်းကြားမှရည်တည်ညာပေးအစီအစဉ်ကို ARI တိုင်းရနာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကြားမှရည်တည်ညာများရောက်နိုင်ကြောင်းတရေကောင်းပါအပ်ပါရခင်ဗျာ you